မ်းမင်္ဂလာပါရှင်။ကျမကတော့ IP ဖြစ်ပါတယ်။ဆီယမကျူရီတားထားတဲ့ခုချိန်ဆိုရှင်ဖယောင်းနေမှာလဲနဲ့အခြားဝတ္ထုတို့များစာအုပ်လေးထဲမှာကျမတို့လက်ထပ်ဖြစ်ကြရင်ဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ကြပေးမှာဖြစ်ပါတယ်ရှင်။ကျမတို့လက်ထပ်ဖြစ်ကြရင်ကျမတို့လက်ထပ်ဖြစ်ကြရင်အင်္ဂလိပ်တလုံးစောင်းပြီးထိုအင်္ဂလိပ်သည် ရှေးပြင်းကြကြတခုနှစ်ဤသောနေရာဖြစ်လျင်ကောင်းမည်ဒါမှထိုအင်္ဂလေးကိုမြကန်သားဟုနာမည်ပေးလို့ရမည်အင်္ဂလေးသည်တစ်သားအင်္ဂလေးပဲဖြစ်ဖို့များသည်သူရောစမရောတစ်သားယနံကိုချစ်သူတွေဖြစ်သည်မဟုတ်လားပုံမတွက်ခဲ့ဘူးဆိုလျင်တော့ထင်းရှူသားတွေနှင့်ဆောက်ချင်သည်ပေါ့ပေါ့ပါပါပေါ့ လေအေးဆက်တွေမလို့အောင်ကြတဲ့ပေါက်တွေကိုအများကြီးဖွင့်ထားလိုက်မြည်အလင်းရောင်အတွက်နိုင်ရံတချို့အတွက်မှန်ကိုသုံးမြည်စိန်လန်တော့အိမ်ဖြစ်ဖို့အတွက်မှန်တွေချားမှာတပင်တွေကိုစိုက်ပြိုးထားမြည်အိမ်ရှိမှာညခင်းနုနုအစာစားပင်တွေကိုစိုက်ပြိုးမြည်ခြံထဲကအပင်တွေမှဟင်းတင်ဟင်းရွက်တွေဖြင့်ကျမက ူကိုချင်ရင်ဟင်းကောင်းကောင်းချက်တွေ့မည်။သူကကျမကိုညအိမ်ရဝင်းမှာစားဖက်ကြလိမ့်မည်။ကျမတို့လက်ထပ်ဖြေကြရင်လွန်ခဲ့သည့်နှစ်ပေါင်း20လောက်ကရှင်ထဲမှာထားခဲ့ဘူးသောထုံမျောမှန်းချက်ကိုယခုပြန်တွေးကြည့်မိသောအခါကျမရှင်ထဲကတိမ့်တိမ့်လေးခုန်ဆဲဖြစ်လေသည်။အခုခါမှာတော့သူနှင်းကျမ တနိုင်ငံစီဝေတိအခါဝေတမျိုးတဲ့နိတိအခါနီးနေလေစာအတူစားလိုက်ညစာအတူစားလိုက်အတလိုနှင်မဲသူအနာကနဲ့ဇမအနာကတခြားစီဝေခဲရသည်ဒါပေမဲ့ဆငားနှစ်ပြောပြလျင်မယုံနိုင်စရာဖြစ်နေပေမဲ့သူနှင်ဇမချစ်ခဲ့ကြတာဆငားနှစ်ပြည့်ပြီဒီကနေ့ဆိုလျင် 55နှစ်တိတိပြေခဲ့ပြီ။ကျမတို့ဘာဖြစ်လို့လက်မထပ်ဖြစ်ခဲ့ကြသလဲ။အတိတ်ကိုပြန်စဉ်းစားကြည့်တော့လေလက်ထက်ချင်းကိုတားဆီးထားသည့်အနောက်အရှက်အခက်ခဲဟူ၍ဘာမှမရှိခဲ။နှစ်ဦးပိုင်အင်္ဂလိပ်တလုံးတော့ရှိမှလက်ထက်ဖို့ဖြစ်မှာပေါ့။ငွေကြေးတွေစူးကြဖို့စဉ်းစားရင် စာအုပ်တွေကိုပဲစူးလိုက်မိရင်အတူနေဖို့စဉ်းစားရင် အလုတ်တွေအပေါ်လောဘကြီးရင်အဲ့ဒီလိုနဲ့အချိန်တွေနောက်ကျပြီးဝေးကွာခဲ့ရခြင်းဖြစ်သည်သူတစ်ချိန်ချိန်တော့လက်ထက်သွားမှာပါပဲဟုစမကျူတင်နာကျင်ခဲ့ဘူးတော့လေသူအခုအထိတအိုးတအိမ်မထူထောင်သေးတာကနည်းနည်းတော့အံ့ဩစရာပေါ့ကျမတို့မိမတွေကတယောက်တည်းနေတတ်တော့လေသူတို့ယောက်ျားတွေကတယောက်တည်းနေဖို့မဖြစ်နိုင်ဘူးလေသူကို ။ဘာဖြစ်လို့လက်မထက်သေးတာလဲဟုကျမသူနှင်းဆုံသည့်အခါမေးကြည့်မိတာနှစ်ကြိမ်။တစ်ကြိမ်ကသူအနောက်နိုင်ငံတစ်ခုမှာအကြာကြီးသွားနေပြီးပြန်ရောက်ခစားကနောက်တစ်ကြိမ်ကတခြားနိုင်ငံတစ်ခုသို့အကြာကြီးထက်သွားရတော့မည်ဆက်ဆဲအချိန်နှစ်ကြိမ်စလုံးမှာ သူကပြုံးလျက်စသလိုနောက်သလိုဖြေခဲ့သည်မင်းတောင်အပြူကြီးပွားနဲ့နေနိုင်သေးတာ ကိုကဘာဖြစ်လို့မနေနိုင်ရမလဲတဲ့လမ်းခွဲတွေလမ်းမွာတွေများပြားလှသည့်ဘွာခီးရှိကြီးထဲမှာဘယ်လမ်းကိုလိုက်လျင်မှန်ကန်မလဲဘယ်လမ်းကိုလိုက်လျင်မှတ်သွားမလဲဒါကိုဘသူမှကြုံမတိနိုင်ဘူးဟုထင်ပါသည်ဇမားတို့ရှောက်ခဲ့သည့်လမ်းတွေရှိသည်မရှောက်ဖြစ်ဘဲရှောင်ဖဲ့ခဲ့သည့်လမ်းတွေရှိသည်ဒါကချင်နေကြပါပဲတို့တော့ မလန့်တင်မဲလှန်ခဲ့လို့မာယွန်းသွားခဲ့တော့ခြေလွမ်းတွေရှိအောင်မလားရှိခဲ့နိုင်သေးသလားမပြောတတ်ပါ ရှိကြလဲရှိလိမ့်မည်အဲ့ဒီခြေလမ်းကြောင့်တစုံတယောက်ဘဝပြတ်ခဲ့ရတာကိုယ်စိတ်ဆင်းရဲခဲ့ရတာပြိုကွဲပျက်စီးခဲ့ရတာမျိုးမရှိနိုင်ဘူးလားရှိနိုင်တာပေါ့စကားပေါင်းတစ်ခုရှိတယ်မဟုတ်လား ကောင်းကင်တနေရရာမှာရှိနေသည့်ကျဲတစန်းကိုမထိခိုက်ဖဲနဲ့ကဘာမြေပေါ်ကတန်တပွင့်ကိုခူးလို့မရပါတဲ့သူနှင်းစမချစ်ခဲ့မိသည့်အတွက်တခုခုကိုတစုံတယောက်ကိုများကျမထိခိုက်သွားမိသလားကျမကိုယ်တိုင်နှင့်သူကလွဲလို့ဘသူကိုမှမထိခိုက်ဘူးဟုကျမမျှော်လင့်ပါသည်သူနှင့်လက်မထက်ဖြစ်သည့်အတွက် နောင်တရရမိတလားဟုကိုကိုကိုမေးကြည့်တော့နောင်တရတာတခုပဲရှိသည်ကို့တွေမှဖြစ်တော့ကို့ရင်နဲ့တဲကြတသမီလေးတွေကိုမရတာဒါကလေးဖြစ်ဖြစ်သမီးကလေးဖြစ်ဖြစ်ပွေးပိုက်ချောမြူခွင့်မရတာအဲ့ဒါကိုတော့နောင်တရတလလို့ရှိတာသို့တော့တဖက်ကကြံတွေးကြည့်လိုက်ပြန်တော့တငယ်ချင်းအိမ်အောင်တဲ့အမျိုးသားတယောက်ပြောတယ်လို့ပဲ ဆင်းရဲခြင်းတွေဖိနှိပ်ခြင်းတွေနှိပ်စက်ခြင်းတွေပြေးနေတဲ့ဒီပတ်ဝန်းကျင်တစ်ခုတည်းသို့ကိုယ်ရင်သွေးလေးကို ခေါ်ယူမွေးဖွားလိုက်ရတာကမှတော်တော်အကုသိုလ်များမိအလောက်တဲ့ဟုတ်မှာပါပဲကျမတို့ချစ်သူတန်15နှစ်ပြည့်တည်နေသည် သူများတွေလို့ရင်ခေါင်စရာဗလန်တိုင်းနေ့နှစ်လမ်းမပတ်တဲ့နှင်းတွေလွှမ်းခြုံသည့်အေဂျင်တီခရစ်စမတ်နှစ်လမ်းမပတ်တဲ့ ပြောရမည်ဆိုလျင်မိုးဖွဲ့ဖွဲ့စိတ်စိတ်တို့နှင့်တော့ပတ်သက်သည်ထို့သောလွှဲရှောင်လို့မရသည်က ကဘာကြီးပေါ်ကအနိဋ္ဌယုံတစ်ခုနှင့်ပတ်သက်နေသည်အဂုလ6ရက်နေ့ကဒုတိယကဘာစစ်အတွင်းဟီရိုရှိမာမြို့ကိုအနုမြုပ်ပုံချသည့်နေ့ကို အချစ်သည် လူနီယောက်ကို ဟီရိုရှိမာအားတတိမယပဲနေမိအောင် လွှမ်းမိုးနိုင်ခဲ့သည်ချစ်သူအဖြစ် အပြည့်အလံကျင်ကြပြီးမှဒီနေ့ဟာဘာနေ့လဲဟု သူကစပြီးတတိယသည်သူက ကျမကိုချစ်သည်ဟုပြောသည်နေမှာပင်ကျမကလည်းသူ့ကိုချစ်သည်ဟုပြန်ပြောဖြစ်ခဲ့သည်မို့ဟီရိုရှိမာကိုမေးခဲ့မိတာက သူတယောက်တည်းမဟုတ်ပါ ကျမလည်းမေးခဲ့မိတာပါပဲတီတော့ကျမက ကိုကိုကိုပြန်ဖြည့်သိမ့်တိအနေဖြင့်သူကိုလည်းနှစ်သိမ့်မိသည်။အိုကွယ်တို့များဘယ်နေပဲချစ်မိချစ်မိအဲ့ဒီနေဟာကြေကွဲဖွဲရနေတွေကတခုမဟုတ်တခုတော့ဖြစ်နေအောင်မှာပါပဲ။ဘယ်နေမှများဆိုးရုံမှုတခုခုမဖြစ်ပွားခဲ့ပဲနေမာတဲ့လေ။ဒီလောက်နှစ်တွေထောင်ချီနေတိကပါကြီးဆိုးရုံမှုတွေကလည်းပေါများလာတိကပါကြီးတွေနေတနေ့တိုင်းဟာ တဏီရရမှာကြေကွဲမှုတခုမဟုတ်တခုတော့ချက်ပွားနေခဲ့ဘူးမှပဲမဟုတ်လားမဟုတ်သေးဘူးတချို့ဆိုးရုံမှုတွေကိုကဘာကြီးတခုလုံးကမတိပဲလူတချို့ကတိတာအဲ့ဒီလိုနေမျိုးဆိုရင်ကိုကိုကိုခွန်းလွတ်လွတ်ရကြံရမယ်အခုဟီရိုရှိမားကတော့အားလုံးတိတာအဲ့ဒီလိုနေမျိုးကိုမေးခဲ့မိတာဆိုတော့ဟဲ့အင်းဘာပဲဖြစ်ဖြစ်အချစ်ဆိုတာကောင်းမြတ်ချင်မယ် စိုးရုံမှုတစ်ခုဖြစ်ခဲ့မှုတဲ့နေ့မှာကောင်းမြတ်ခြင်းတစ်ခုခုနဲ့အစားထိုးလိုက်တာမကောင်းဘူးလားကွယ်။ထို့သောသူကတော့ပြောင်းလို့ရလျင်ထိုနေ့ကိုတစားတနေ့နေ့နဲ့ပြန်ပြောင်းယူချင်မလားမသိပါ။သူဘယ်နေ့နဲ့အများပြန်ပြောင်းချင်လို့လဲ။အခုမှကျမပြန်တွေးကြည့်မိသည်။အခုအခါသူကျမအနည်းတွင်မရှိပါ။ တလီဖုန်းဖြင့်လှမ်းဆက်ပြီးမေးလို့ရသည့်အကွာအဝေးမှမရှိပါထို့ကြောင့်ကျမမေးချင်သည့်မေခွန်းကိုမျိုးတိတ်ထားလိုက်ရအောင်မည်နောက်မှကျုံတော်မှမေးကြည့်ချင်ပါသည်ကျမကရောအဲ့ဒီနေ့ကို နေဆွဲပြန်ပြောင်းလို့ရလျင်ပြောင်းချင်စိတ်ရှိသလားဟင်အင်းကျမဘဝတည်းကဘာတစ်ခုကိုမျှပြန်မပြောင်းချင်ပါအဲ့ဒီနေ့ကိုလည်းပြန်မပြောင်းချင်ပါ အဲ့ဒီနေ့ကသူ့ကိုချစ်သည်ဟုဖွင့်ဟပြောလိုက်မိဖို့ဇမမာလုံလောက်သောအကြောင်းပြချက်တွေရှိခဲ့သည်အဲ့ဒီနေ့ကဇမနဲ့သူသည်ကော်ဖီဆိုင်တစ်ခုမှာရှိခဲ့သည်လေးအေးဆက်ဖွင့်သည့်ကော်ဖီဆိုင်မဟုတ်ဆေးလဲငွေတွေချင်းတီလွန်းနေတီဆိုင်လည်းမဟုတ်ခြံဝင်းတစ်ခုတည်းကတပင်တွေချာမှာစပွဲကလတ်ဟိုင်တွေချထားသည့် အေဂျန်တီဆိုင်ကလေးဖြစ်သည်ထုံနေကိုကျမပြင်မပြောင်းချင်တာက သူထုံနေကဖတ်နေသောစာအုပ်ကခါလီဂျီဘရန်ဤဘရောဟိတ်ဖြစ်ပြီး ကျမဖတ်နေသည့်စာအုပ်က1995ခုနှစ်ထုတ်လိပ်ပြတို့ဤအချိန်လုံးကဝတ္ထုစာအုပ်ဖြစ်နေကြတာမို့ဘာကိုမှပြင်မပြောင်းချင်ပါကျမဖတ်သည့်ဝတ္ထုကညီအမလေးယောက်ဤ ဒိုမီနီကန်နိုင်ငံနေအောက်တော်လန်ရဲတွင်ပဝံပတ်သက်ခဲ့သောဘဝအကြောင်းရေးထားသီးဆောင်အောင်လိပ်ပြလိုနူးညံ့သည့်မိခလေးတို့ကတမနီလိုခိုင်မာသည့်စိတ်ထားဖြင့်ဖိနှိပ်သူကိုတော်လန်ရဲသည့်အဖြစ်ပြက်တွေဘလောက်များကောင်းမြတ်လိုက်သည့်အဖြစ်လဲအဲ့ဒါကိုကျမပြန်ပြင်ရမှာလားမပြင်ချင်ပါဘူးအဲ့ဒီနေ့ကသူဝှထားတွေက ဆက်ဆိုင်မှာချုပ်ထားသည့်ခြေတဲ့ဆစ်ဆစ်အင်ဂျီဖြစ်နေခဲ့သည်။သူကအင်ဂျီကိုယောက်ျားတို့ထုံစံအတိုင်းအစဉ်တစ်ချုပ်ပြီးသားတွေပဲဝယ်လေရှိသည်မို့။နေစဉ်လိုလိုစမုတ်ရှက်တွေတီရှက်တွေရှက်အင်ဂျီအကွက်တွေအစွန်းတွေများသည်။အရာတွေအကုန်လုံးက အထက်ကျုပ်ဆယုံတွေမှာတနေ့ကို၈နာရီမှာက၁၀နာရီလောက်အလုံးလုပ်ပြီ လုံအားနှင့်လုံအားခမမြားသည့်ခေါင်းပုံဖြတ်ခံရသည့်အလုသမာလေးတွေရဲ့ချွေးတွေနဲ့ယင်းပြီးရသည့်အင်ဂျီမျိုးတွေထုံနေကတော့စချောင်းဆိုင်မှာအပီးချုပ်ထားသည့်အင်ဂျီမှုထူကြသည်ပိုပြီးစိန်လန်သည် ပိုပြီးတန်ရှင်းသည်ဟုပြောနိုင်ပါသည်အဲ့ဒီအင်ဂျီကိုသူဝတ်ထားသည့်အဲ့ဒီနေကို ပြန်ပြင်ရမှာလားမပြင်ချင်ပါဘူး ကျမကချင်းပြည်နယ်ဖလန်းမြို့မှလက်ဆောင်ရသောချင်းရိုးရဆွဲကြိုးတတိလေးတစ်ခုကိုဆွဲထားသည်ထိုဆွဲကြိုးလေးသည် ကျမကူညီလိုက်လို့ဆယ်တန်းအောင်သည့်အထည်ပညာတင်နိုင်ခဲ့ပြီးကလေးများနှင့်ပတ်သက်သည့်အဖွဲ့တစ်ခုမှ အလုံးရသွားသည့်ကလေးမလေးတယောက်ကလက်ဆောင်ပေးခဲ့ခြင်းဖြစ်သည် ထိုဆွဲကြိုးကို ကျမကူပေးဖို့သူကိုယ်တိုင်တည်ကုန်းထားခဲ့သည်အဖြူရအနီရ အစိမ်းရောင်နဲ့အနက်ရောင်ပတိလုံးပစ္စည်းကွဲကလေးများကိုစိတ်ရှည်လိုက်ရှည်တီကုံထားသည့်ထူဆွဲကြလေသည်စိတ်ရှည်ခြင်းဇွဲရှိခြင်းအရှုံးမပေးခြင်းတို့ဤကြာရောက်လဲဖြစ်သည်ထိုပတိကုံလေးကို ကျမဆွဲရမှာနှမျောလို့ခဏခဏထုတ်မဆွဲဖြစ်အဲ့ဒီနေ့ကမှ အမျက်တနိုးထုတ်ပြီးဆွဲမိခြင်းဖြစ်သည်ထိုပတိကုံလေးကို ဆွဲခဲ့မိသည့်အဲ့ဒီနေ့မှာ ကျမသူ့ကိုချစ်သည့်အကြောင်းဖွင့်ပြောခဲ့မိတာကိုကျမကျင်နေသည်ဘယ်နေနှင်းမှမလဲချင်တော့ပါနောက်ပြီးအဲ့ဒီနေ့ကသူသည်ကျမအားဂရီတစ်ခုလက်ဆောင်ပေးခဲ့သည်အဲ့ဒီဂရီကတော့သူ့တသက်လုံးမြန်မာနိုင်ငံကနေဘယ်တော့မှပြောင်းရွှေ့ထွက်ခွာမသွားပါတဲ့စာတန်သွားဖို့အစီအဝေးသွားဖို့ဒါမျိုးတော့ခီးတွေထွက်နေရမှာပါသို့တော့ နိုင်ငံကိုစွန့်ခွာပြီးထွက်သွားရမည်အဖြစ်မျိုးကိုဘယ်တော့မှမရောက်အောင် သူစူးစားပါမည်တဲ့ထိုကတိကို ကျမလေးစားသည်ကျမဘာမှမတောင်းဆိုရပါပဲနဲ့သူကိုယ်တိုင်လိုလိုချင်ချင်ပေးခဲ့သည့်ကတိဖြစ်သည်ကျမတန်ဖိုးထားပါသည်အဲ့ဒီနေ့ကကျမတို့ကော်ဖီတောင်းရင် ပြောပြချသည့်စကားတွေထဲမှာငငယ်လေးနဲ့တည်သွားရတော့အဖရန့်ဆိုသည့်ဇူကလေးမလေးအကြောင်းပါသည် အန်ဖရန့်ဤနေ့စဉ်မှတ်တမ်းစာအကြောင်းပါသည်အစတာဒန်မြို့မှာတကယ်ရှိခဲ့ဘူးပြီးအခုထိပြားရအဖြစ်တင်ထားတော့အန်နေခဲ့သည့်အထက်ခိုးကျဉ်ကျဉ်လေးမှာဘီရိုနောက်ကအခန်းကျဉ်လေးအကြောင်းပြောပြသည်ထိုပြားရတွင်အန်ဖရန့်ဤထိုင်ရာဤစာအုပ်ကိုကဘာအယက်ယက်မှဘာသာပေါင်းစုံဖြင့်ဘာသာပြန်ဆိုထုတ်ဝေခဲ့သည် အမျိုးမျိုးသောဘာသာပြန်စာအုပ်တွေကိုပြသထားသည့်အထက်တွင်မြမဘာသာပြန်မှောင်ထဲကမှတ်တမ်းစာအုပ်လေးလည်းပါဝင်သည်ကိုမြင်ခင်ရကြောင်းပြောပြဖြစ်ကြသည်ထို့မှဆွံ့ရပြီးအကောင်းမြင်ဝါဒအကြောင်းပြောဖြစ်ကြပြန်သည်ကဘာကြီးကိုပို့ပြီးကောင်းမွန်အားရှေ့သို့တွန်းပို့ပေးနေသောအင်အားတွေထဲမှအကောင်းမြင်ခြင်းဆိုသည့်အင်အားလည်းပါဝင်ကြောင်းပြောပြခဲ့ကြသည် ထုံနေကိုကျမဘာအကြောင်းနှင်းမှပြန်မပြင်ချင်ပါကဲဒါဖြင့်ကျမတို့ဤဘဝတွေကိုခဲပြတ်နဲ့ဖြတ်ပြီးပြန်ပြင်ခွင့်ရလျင်ဘာတွေကိုပြန်ပြင်ချင်ပါသလဲသူနှင်းကျမခဏခဏတယောက်ကိုတယောက်မေးဖြစ်ကြတော့မေးခွန်းလေးတစ်ခုဖြစ်သည်သူ့ဘဝကိုအစားမအဆုံးထိကျမသိသည်ဘာကြောင့်လဲဆိုတော့ကြာမြင့်လာသည့်ချစ်သူတန်းမှာ ကျမတို့သည်တယောက်ဤအလောက်အတွက်တယောက်ကအကူအညီတွေပေးရင်တယောက်ဤပညာရေးအတွက်တယောက်ကစိတ်ကူးတွေမျှဝေရင်တယောက်ကိုတယောက်ကစာအုပ်တွေဝယ်ပေးရင် စာရီအပြန်အလှန်ရေးရင် ခုနောက်ပိုင်းမှာအီးမေးလ်တွေအပြန်အလှန်ရေးရင်ပြန်တွေ့တိုင်းကော်ဖီဆိုင်တွေမှာထိုင်စကားပြောရင် အချိန်တွေကို ကြော်ဖြတ်ခဲ့ကြတာမျိုးဖြစ်သည်။ကျမဘွားကိုလည်းအစမအဆုံးထိ သူသိပါသည်။ စမဘွားရဲမှာပြန်ပြန်ခွန့်ရလျင်ပြင်ချနာပါရှိလဲဟုသူကကျမကိုမေးเสียမလို့ပါ။ဘာကြောင့်လဲဆိုတော့သူကကျမငိုကြွေးသည့်အခါကျမပါအခွန့်ရသောပခုံးဤပိုင်ရှင်။အဲ့ဒီလိုပဲကျမကလည်းသူငိုကြွေးသည့်အခါသူ့ပါအခွန့်ပေးခဲ့သောပခုံးဤပိုင်ရှင်မှုပဲဖြစ်သည်။ကျမဤခြေလမ်းတွင်မှားရာကိုသူတီးခွင့်ရခဲ့သည်။ ကျမမလန်းဖြစ်ခဲ့သည့်ခြေလမ်းတွေဤထိခိုက်မှုအကျိုးဆက်ကိုလည်းသူတီးခွင်ရခဲ့သည်ဥပမာပေါ်ကျမစီကို အကူညီတောင်းသည့်ကလေးမတူသည်ကိုကိုကိုတေချောင်းကြံခဲ့ဘူးသည့်ကလေးမဖြစ်သည်ကျမထုံမင်းကလေးထန်စာပြန်ဖို့ဘလို့ရေးရမလဲဟုသူကိုတိုင်မင်းဖူးသည်တတီတတာနှစ်တိမ့်တိစာမဟုတ်စေပဲသူကိုနှစ်တိမ့်နိုင်မိစာဖြစ်ဖို့လိုသည် ဘလို့ရေးရမလဲကျမကို သူကအကြံဉာဏ်တွေပေးခဲ့သည်သို့တော့ကျမဘက်ကအကြောင်းအကြောင်းကြောင့်စာပြန်ရေးဖို့ပြက်ကွက်ခဲ့၏တိတ်မကြခင်မှာထိုမိန်ကလေးရုတ်တရက်တေဆုံသွားကြောင်းသတင်းစာတွင်ဖတ်လိုက်ရသည်ကျမကို၆ကမ်းပါမှတွန်ချခံလိုက်ရသလိုအမောင်တဲသူပြုတ်ကြသွားသလိုခံစားရသည်ကျမသား စာပြန်ရေးပြီးသူ့အတွက်လမ်းညွန်သူတရားအ ਨੇ ဆုံးပေါ့လေအဖော်ကောင်းတယောက်ချစ်ခဲ့နီးဆိုလျင်သူယခုလိုကိုကိုကိုအောင်မြင်စွာတိတ်ချောင်းချံမိပါမလားတကယ်တော့အဲ့ဒီအဖြစ်ကကြာခဲ့ပါပြီသူမကျမထံရေးခဲ့ဘူးတော့စာတီလဲအိမ်ပေါင်းများစွာပြောင်းလဲနေထိုင်ခဲ့ရသည့်ကျမလက်ထဲမှာမရှိတော့ပါသို့တော့ကျမသူ့စာကလေးကိုယခုထိတည်ရနေစေ စာကိုမပြန်မိလို့ဖြစ်မလားမသေးကြတော့သူမဤစတဲ့အတွက်ရင်ထဲမှာနာကျင်မိစေစမတာစာပြန်ရေးခက်လျင်သူနဲ့တွေ့သည့်အခါသူမအဲ့ဒါမျိုးခက်ဆန်ဆန်ခံစားချက်တွေရှိတာလဲကျမသိသည်ကျမထိုမင်းကလေးဤမိခင်နဲ့မကြာခဏဆုံမိလို့မင်းကလေးအကြောင်းစကားဆက်မိတိုင်းကျမနာကျင်မိတာနောင်ထားရမိတာ မိန်းကလေးအတွက် စိတ်မကောင်းဖြစ်မိတာကိုကိုကိုမလုံမလဲခံစားရတာဒါတွေကိုသူတိတိတို့တော့ဒါမျိုးတွေသူမှလည်းအများကြီးပါ သူကပြောမှပေါ့နောက်ကိုပြန်လှည့်ကြည့်မနေကြဆိုနဲ့ရှစ်ဆက်ပြီးကောင်းမြတ်ခြင်းတွေကိုပဲပြုလုပ်ကြရအောင်လို့ဒီကနေ့မှာစမနဲ့သူချစ်သူတတန်15နှစ်ပြည့်ပြီဒီကနေ့မှာသူ့ထံမှတယ်လီဖုန်းလာနိုင်သည် ဘလောက်ပဲဝင်ဝင်နေပါစေသူဒီလိုနှစ်ပတ်လည်နေမှာကျမထံဖောင်ဆန်းနေကြဖြစ်သည်နေကောင်းလားဟုသူမေးမည်ဘာရီတိုးတက်နေလဲဟုသူမေးမည်ဘာစာအုပ်တွေဖတ်နေလဲသူမေးမည်ကိုကိုတတိယနေရလားဟုသူမေးမည်ကျမကလည်းသူ့ကိုမောင်ဒီအတိုင်းကြီးပဲနေသွားတော့မှလားဟုမေးလိုက်မည်ထိုအခါသူကထုံးစံအတိုင်းဖြေမှာပါ ။အိုးမင်းတောင်အပြိုကြီးဘွားနဲ့နေနိုင်သေးတာကိုကဘလို့မနေနိုင်ရမှာလဲ။ကိုမင်းကိုချစ်တယ်လေ။အဲ့ဒီခါကျကျမပြောနေကြအတိုင်းပြန်ပြောမိအောင်မှာကျမတို့လက်ထက်ဖြစ်ကြရင်လို့နားစင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ချစ်တော်သူများအားလုံးလည်းပေါင်ဖက်ဆောင်စည်းနိုင်ကြပါစေနော်။အားလုံးပဲဘေကင်းကျန်းမှာပျော်ရွှင်ကြပါစေရှင်။